င်္ဂလာပါရှင်ကျမကတော့မူရင်ကျပါ BMC အဖွဲ့ရဲ့သတင်းတွေကိုဒီတစ်ပတ်မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ် BMC အဖွဲ့တွေဖြစ်ကြတဲ့ Sandyfor Media ရွှေပြည်မြေ News Agency မဲကောင်နေယူဇလန် Mandalay Free Press မြေလက်အတန်း Western News ARD တိုင်းနဲ့ဒေသတင်းနိုင်တိုင်းတို့ဖြစ်ကြပါတယ် ရှမ်းမြောက်နမ်ဘူမြို့ကိုတန်အန်တက် TNR ထိမ့်ချုပ်ပြီးကြတဲ့ကစကောင်စီတပ်ကပထမဆုံးအချိန်လာရောက်ပုံကျဲတိုက်ခိုက်ခဲ့ပြီးတေဆုံးသူအရတား၃ဦးနဲ့ဒဏ်ရသူ၁၀ဦးဝန်းကျင်ရှိခဲ့ပါတယ်။ဒီသတင်းကိုရွှေပြည်မြေကပေးပို့ထားပါတယ်။စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တောင်းတမတော် PSOF TNR ထိမ့်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနမ်ဘူမြို့ပေါ်ကပြည့်စည်မြင်ကွင်းတွေဖြစ်ပါတယ်။ အော်တိုဘလာ၂ရက်မနက်9:15မိနစ်မှာစစ်ကောင်စီတပ်ကနမ်တူမျိုးရက်ခွက်ရှိရှိလူနေထူထပ်တဲ့ရက်ခွက်တွေတဲကိုဂျက်လီနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မမီးသားစုတွေကိုဒီလိုပြောအာမေစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုးသားတူနဲ့အမျိုးသမီးတူနေရာမှာတင်ပွဲချင်းပြီးတည်ဆုံခဲ့ပြီးမျိုးသမီးတူကတော့ဈေးရုံအရောက်မှာပဲ ေဆုံးသွားတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။တေဆုံးသူတွေဟာကြောက်မဲမျိုးတွေကတိုက်ပွဲကြောင့်စစ်ပေးရှောင်လာခဲ့ကြတဲ့ဒေါ်မိုင်းဒေါ်အေးဟောင်နဲ့ဦးအိုက်ရှင်စုတူပါဝင်နမတူမျိုးခံဖြစ်တဲ့မအောင်မြတ်စုတူတို့ဖြစ်ပါတယ်။တေဆုံးသူတွေရဲ့နာရေးကိုတော့အော်တိုဘာလ၂ရက်နေ့လယ်ပိုင်းမှာပြုလုပ်ခဲ့ပြီးမြို့ခံရနဲ့ချီပို့ဆောင်ပေးခဲ့တာတွေ့ရပါတယ်။ ဒဏ်ရာရသူတွေထဲမှာတော့ကလေးသူပါဝင်အမျိုးသား၃ဦးနဲ့အမျိုးသမီး၃ဦးတို့ပါဝင်ပါတယ်စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့နေရာဟာဌာနဆိုင်ရာယုံလဲမရှိသလိုအရက်သားတွေစုပေါင်းနေထိုင်ရာနေရာသာဖြစ်ပြီး နေအိမ်ထူထပ်တဲ့ရက်ွက်တဲကိုရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မြို့ခံတွေကရွှေပြည်မျိုးပြောပါတယ်ဒီဘုံကျဲတိုက်ခိုက်မှုဟာနမ်သူမျိုးကိုတအောင်သက်ထိန်းချုပ်ပြီးနောက်စစ်ကောင်စီတပ်ကပထမဆုံးအကြိမ် ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်မှုပြုလုပ်ပြီးနောက်နမသူမျိုးပေါ်ကဒေသခံတချို့ဟာဘေးလူရောထွက်ပြေးသိမ်းရှောင်နေကြပြီးဈေးဆိုင်တွေလည်းပိတ်ထားကြတာတွေ့ရပါတယ်။အော်တိုဘာလ2ရက်တရက်ထဲမှာပဲစစ်ကောင်စီတပ်ဟာတောင်တက်ထိန်းချုပ်ထားတဲ့မန်တုံမျိုးတဲကိုလည်းလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ကြောက်မဲမျိုးအပြင်ဒီဘောသွာလန်းဒုတ်ကဲ့အနီးမှာလည်း စစ်ကောင်စီတပ်နဲ့ထင်တော်ရီတက်ကြတိုက်ပွဲပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကရွှေပြည်မျိုးပြောပါတယ်။စစ်ကောင်စီတပ်ဘက်ကကြောက်မဲမျိုးပြန်ထိန်ချုပ်ပြီးနောက်ဒီဘောမျိုးဘက်ကိုဆက်ထိုးစစ်ဆင်မှုလောက်ဆောင်နေတယ်လို့ထင်တော်ရီထိန်ချုပ်ဒေသတွေကိုလည်းလေကြောင်းတိုက်ခတ်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။ကောင်စီတပ်ဟာလူနေထူထပ်တဲ့ရက်ွက်တွေတဲ့ကိုပြင်မဲ့ထားပြီးလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်လာနေတာကြောင့်လူထုတွေအနေနဲ့တတိရှိရှိနေထိုင်ဖို့ လိုအပ်နေပါတယ်။ငါပြကျွန်တော်ပြော2024ခုနှစ်စက်တင်ဘာလအတွင်းကစံချိန်တင်ရေကြီးခဲ့ပြီးနောက်တာချီလိမ်မြို့ဟာရေကြီးမှုတံကို ပိုခန့်စားလာရပါတယ်။အော်တိုဘာလအစပိုင်းကရေကြီးတာဟာတာချီလိမ်မြို့မှာတစ်နှစ်အတွင်း18ကြိမ်မြောက်ရေကြီးမှုဖြစ်ပါတယ်။ဒီသတင်းကိုမဲခေါင်နီယူကပေးပို့ထားပါတယ်။တာချီလိမ်မြို့နဲ့မဲဆိုင်မြို့ကိုပိုင်းခြားထားတဲ့မဲဆိုင်ချောင်းရည်မြင့်တက်လာတာကြောင့်အော်တိုဘာလတရနေ့ကတာချီလိမ်မြို့မှာရေထက်ကြီးခဲ့ပါတယ်။ မိုးစလာရဲ့တိုင်းတာချက်အရမဲဆိုင်ချောင်းရီဟာစိုးရင်ရင်အမှတ်ရဲ့ထက်ကိုသုံးမီလောက်မြင့်တက်ခဲ့ပြီးတာချလဲမြို့ဘိုးချုပ်လမ်းမကြီးအပါဝင်မြို့ပေါ်ရက်ွက်တွေဖြစ်တဲ့တာလော့ရက်ွက်ပုံးထွန်ရက်ွက် မကဟိုခန်းရက်ွက်ဆမ်ဆိုင်ကနဲ့ဆမ်ဆိုင်ခရက်ွက်တွေရေနှင်းမြုပ်ခဲ့ပါတယ်။အော်တိုဘားလာတရက်နေနဲ့နှစ်ရက်နေတွေမှာကြုံရတဲ့ရေကြီးမှုဟာတာချလိတ်ဒေသခံတွေအတွက် တစ်နှစ်အတွင်း18ကြိမ်မြောက်ကျုံရတဲ့ရေကြီးမှုဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ဒီလိုရေကြီးမှုတွေခဏခဏကျုံရတာကြောင့်ဒေသခံတွေဟာလူနေမှုဘဝနဲ့စီးပွားရေးပိုင်းမှာကြီးမားတဲ့ထိခိုက်မှုတွေကြုံနေရတယ်လို့တာချိလိတ်မြို့မကာဟိုခန်းရက်ကွက်နေဒေသခံအမျိုးသမီးတို့ကပြောပါတယ်ကားလန်တွေကအခုဆိုရေချောင်းတွေဖြစ်နေပြီရေကမိုးနေနေရွာနဲ့ကြီးတော့တာပဲတခါတလေမိုးမရွာလဲရေကကြီးတာပဲရေတက်တာနဲ့ဈေးဆိုင်တွေပိတ်ရစီးပွားရေးလုံမရနဲ့အကုန်ဒုက္ခရောက်ရတယ် တနစ်မှာ၄၅လလောက်ကိုရေကြီးသလိုဖြစ်နေတယ်။ရေတက်ရင်နှုံးတွေပါလာတယ်။ရေတခါကြီးပြီးတိုင်းနှုံးတွေဆေးရတန်ရှင်းလုံးရတဲ့ဒုက္ခတွေများပါတယ်။တန်ရှင်းလုံးလုံးမှမပြီးသေးဘူးခဏနေရင်ရေကပြန့်ကြီးလာပြီ။၂၀24ခုနှစ်စက်တင်ဘာလအတွင်းကတာချိလိုင်းမြို့အပါဝင် ရှမ်းရှိကမြို့နယ်တချို့နဲ့ထိုင်းနိုင်ငံမဲဆိုင်မြို့တို့မှာစံငိတ်တင်ရေကြီးနှိမ့်မှုတွေကြုံခဲ့ရပြီးလူသေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။အဲဒီနောက်ပိုင်းထိုင်းနိုင်ငံမဲဆိုင်မြို့ဘက်က ထိရောက်တဲ့ပြင်ဆင်မှုတွေလှုပ်ဆောင်နိုင်ခဲ့တာကြောင့်ဒီနှစ်မှာရေကြီးမှုတန်းကိုသိမ့်မခံစားရတော့ပဲမြန်မာနိုင်ငံတာချိလိတ်မျိုးပံမှာတော့ရေကြီးမှုတန်းကိုပုံမဆိုးအားစွာခံစားလာရတယ်လို့တာချိလိတ်မျိုးနဲ့မဲဆိုင်မျိုးကိုနေ့စဉ်သွာလာနေရတဲ့တာချိလိတ်ဒေသခံတူကပြောပါတယ်ထိုင်းဘက်ကမြေကြောင်းတူတာတွေရောအကာရံတွေကတည်တည်ချာစနစ်တကျလှုပ်လိုက်တော့ချောင်းရင်ရှယ်လိုင်းတော့သူတို့ဘက်ကိုသိမ့်မဝင်တော့ဘူးဝင်လဲနေနေပဲဝင်တယ်ခဏနေပြန်ကြသွားတယ် အရင်နှစ်တုန်းကတော့သူတို့လည်းခံရကိုရီလည်းခံရတဲ့အခြေအနေကနေဒီနှစ်မှာသူတို့ကအများကြီးတတသွားတာပေါ့ဗျာတာချီလေးဘက်ကလည်းအဲ့လိုစနစ်တကျလုပ်စီခြင်းနဲ့ရည်ကြီးတာကပြည်သူလူထုဘဝကိုအများကြီးထိခိုက်စေတယ်လေဗျာမဲဆိုင်ချောင်းရဲ့အခုလိုမကြာခဏရေရှမ်းပြီးတာချီလေးမြို့ရေကြီးတာဟာမဲဆိုင်ချောင်းအထက်ပိုင်းမှာရှိတဲ့တောင်တွေမှာ UWS ကမြေရှားတက်တူနဲ့ရွှေတူးဖော်မှုတွေကြောင့်အဓိကဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ် တာချိလိမျိုးကိုဖျက်တမ်းစီးဆင်းတဲ့မယ်ဆိုင်ချောင်းရီဟာမိုင်းဆက်မျိုးမှာမြစ်ဖြားခံတာဖြစ်ပြီး2021ခုနှစ်အာနာသိမ့်ပြီးနောက်ပိုင်းမိုင်းဆက်မျိုးနဲ့အတွင်းမှာမြေရှားတတ်တုလက်လွတ်စပယ်တူးဖော်တာတွေအများအပြားရှိလာတယ်လို့မိုင်းဆက်ဒေသခံတွေက ပြောပါတယ်။ဝါတောင်ပိုင်းတစ်ခွန်တစ်စစ်ဒေသမှာပါဝင်တဲ့ရှမ်းပြည်ရှေပိုင်းမိုင်းဆက်မျိုးနယ်ထဲကဝမ်ဟုံအုပ်စုထဲမှာမြေရှားတတ်တုတူးဖော်တဲ့လောက်ကတွေပုံမှုများပြလာပြီး စနစ်တကျမရှိတဲ့တတ်တူတူဖော်မှုတွေကနတ်ခုတ်အကြောင်းကိုပစ္စည်းစေပြီးအစိတ်သင့်စေတယ်လို့တက်သည့်ပညာရှင်တွေကဝေဖန်ထောက်ပြကြပါတယ်။မိုင်းဆက်မြို့မှာရွှေတူးဖော်မှုကို UWSA ဝါတက်ဖွဲ့က2004-2005ခုနှစ်ကတည်းကတရုတ်ကုမ္ပဏီနဲ့ပူးပေါင်းလုပ်ကိုင်ခဲ့တာဖြစ်ပြီး2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့မြေရှားတက်တူတူးဖော်မှုတွေပါ အများအပြားပြုလုပ်လာတာဖြစ်ပါတယ်။ ပခုတ်ကူမြို့မှာစုံစုစစ်ကြောင်းထိုးမိရှို့လို့ဒေသခံပြည်သူတွေနှစ်ထပ်ကွန်းစစ်ဆောင်နေရပါတယ်။ဒီသတင်းကိုမန္တလေး Free Press ကတင်ဆက်ပေးထားပါတယ်။စစ်ဆောင်နေနေတဲ့တဲရလေးတွေဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်တဲ့စုံစုကအဖွဲ့ရီခွဲကရွာစင်ဘက်မွေစစ်ကြောင်းထိုးမိရှို့နေလို့ဒေသခံပြည်သူ၃တောင်ကျော်စစ်ဆောင်ထွက်ပြေးနေရပြီးစစ်ဆောင်စကန်တချို့ပါထပ်မံကနှစ်ထပ်ကွန်းစစ်ဆောင်နေရတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုကိုပြောပါတယ်။ စတမတတိယဘက်ကစတယ်မီပခုတ်ကူမျိုးတမတရတခေါ်အမတ်တရတဲ့ချင်းမြန်တမဌာနချုပ်ကထွက်လာတဲ့စုပ်စုဟာပခုတ်ကူရေစကြိုနဲ့အဆက်ကြီးရွာတွေနဲ့ပခုတ်ကူအနောက်ချမ်းကမ္မမျိုးအနီးကကြီးရွာတွေကိုအဖွဲ့ရီခွဲကစစ်ကြောင်းတို့မိရှုနေရဖြစ်ပြီးတော့စစ်ဆောင်စကန်နဲ့စစ်ဆောင်တွဲတွေကိုပါမိရှုဖြစ်စီနေရပါဗျ။ အဲဒီစိုးစုတွေဟာစက်တင်ဘာ22ရက်ကပခုတ်ကူနဲ့ရေစကြိုနဲ့အဆက်မှာရှိတဲ့ဖုံးကန်ကြီးရွာနဲ့ကုန်းသီးကန်ကြီးရွာကစစ်ပေးဆောင်ပြည်သူတွေနေထိုင်တဲ့တဲအိမ်90ခန့်ကိုမိရှုဖြစ်စီခဲ့ပါတယ်။စိုးစုမိရှုဖြစ်စီတဲ့တဲတွေမှာနေထိုင်ကြတဲ့စစ်ဆောင်တွေကအနီးအနားကြီးရွာတွေစီထွက်ပြေးခိုလုံခဲ့ရပြီးအော်တိုဘာ10ရက်ညပိုင်းမှာစိုးစုစစ်ကြောင်းတွေထက်ရောက်လာလို့စစ်ဆောင်တွေရောဒေသခံပြည်သူတွေပါညသက်ကောင်အချိန်မိုးတဲရေတဲ့ထပ်မံထွက်ပြေးနေရတာပါ။ ပခုတ်ကူနယ်ကမ္မမြို့အနီးမှာလဲစုံစုစစ်ကြောင်းထိုးနေလို့ဒေသခံပြည်သူ3000ခန့်ထွက်ပြေးနေရပြီးအကူအညီလိုအပ်နေတယ်လို့ပခုတ်ကူမြို့နယ်ပအဖတာဝန်ရှိသူကပြောပါတယ်။အာအကူလလောတဲ့စစ်ကြောင်းတွေရစစ်ကြောင်းနဲ့ဥယျာဉ်တော့3000လောက်တော့ကျွန်တော်ကခံမှန်းထားတယ်ပေါ့နော်။ဒါပြီးတော့ဒီယာတွေကိုလည်းကျွန်တော်တို့ဟိုဒီပေါ့နော်ဟိုပခုတ်ကူနယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့အနေနဲ့ဟိုအကူအညီပေးတဲ့နိုင်ငံတော်ပေါ့အကူအညီလှုပ်ဆောင်ပေးနေရတာရှိပါတယ်။ဒါမှမဟုတ်လည်းအဲလိုအပ်ချက်တွေကတော့ရှိနေတာပေါ့နော်။ ပခုတ်ကူမြို့နယ်ကစစ်ပေးရှောင်ပြည်သူတွေဟာနှိစက်ရတောတိုက်တွေမှာဖြစ်တလို့နေထိုင်နေကြပြီးမိုးအဆက်မပြတ်ရွာသွန်းနေရကြောင့်အမိုးကနေရာထိုင်ခင်းနေအရေးပေါ်လိုအပ်နေသလိုစားနပ်ရိက္ခာလည်းမလုံလောက်ပဲအကူအညီလိုအပ်နေရလို့ဆိုပါတယ်။စောစုကနိုင်ငံတော်ဝန်ပေါ်တာဆွဲစစ်သားတစ်စုဆောင်းက တင်နန်းပေးရတဲ့စစ်မှုထမ်းအပတ်စဉ်ဆက်တဲ့ဆက်နှစ်နဲ့73ကထောင်ချီတဲ့စစ်သားအသစ်တွေကိုပခုတ်ကူတက်မှတရတဲ့တဲ့လူစုထားပြီးနေကံပြူစောတီရည်နဲ့ပူပေါင်းကအခုလိုပခုတ်ကူနေတဲ့စစ်ကြောင်းတို့မိရှို့နေရလို့ဒေသခံတွေကပြောပါတယ်စကောင်စီကကလေးမျိုးကိုအင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ထားတာသုံးပတ်ကျော်လာပြီးဗန်တွေလည်းပိတ်ထားရတာကြောင့်ပြည်သူတွေငွေလွှဲငွေထုတ်လုပ်ဆောင်မှုအခက်တွေ့နေရပါတယ်။ဒီသတင်းကိုဇလန်မီဒီယာကပေးပို့ထားပါတယ်။ စကားနိုင်ကလေးမြုပ်ပေါ်မှာစစ်ကောင်စီတပ်ကစက်တင်ဘာလ12ရက်ကစပြီးအင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ခဲ့တာအခုဆိုသုံးဖက်ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။မြို့ပေါ်မှာတိတ်တခိုးလိုင်းသုံးနေတဲ့သူတွေကိုစစ်ကောင်စီကသိရင်ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေလည်းရှိပါတယ်။ဖုန်းအင်တာနက်လိုင်းဖြတ်ခံရလို့လူမှုဘဝထိခိုက်ပုံကို ကလေးမြုပ်ဒေသခံတူဦးကအခုလိုပြောပါတယ်။ internet line ပိတ်တဲ့အပြင်ဖုန်း line လည်းမကောင်းတော့မျိုးရဲချင်းချင်းတော့ဖုန်းခေါ်လို့မရဘူးအတန်ရမကြည့်ဘူး internet line မရတော့ဘန်တွေလည်းအလုံးမလုံးနိုင်တော့ပိတ်ကြတယ်ငွေလွှဲလို့ကမရတော့ဘူးပြီးတော့ပြင်းပြပါသတင်းတွေလူမှုရေးကိစ္စတွေပါထိခိုက်ကြတယ်မြို့ပြမှာတော့ starlink တွေတုံးနိုင်တော့ line တုံးရတာအဆင်ပြေနေကြသေးတယ်မြို့ထဲမှာတော့ဒေတာခွန်းနဲ့ပဲ line တုံးရတယ် Adam, Mytel, MPT တွေကတော့ ဩဂုတ်လကတည်းကဖုန်းလိုင်းတွေဖြတ်တောက်သွားတဲ့နောက်ပိုင်းမှာအင်တာနက်လိုင်းတွေသုံးလို့မရတော့တာဖြစ်ပါတယ်။အိုရီဒူးဖုန်းလိုင်းကတော့စက်တင်ဘာလ12ရက်နေ့ကစပြီးအင်တာနက်ဖြတ်တောက်သွားတာပါ။အိုရီဒူးအော်ပရေတာဘက်ကိုဆက်သွယ်မင်းမြန်ခဲ့ရမှာမြို့နယ်အလိုက်အင်တာနက်ကွန်ရက်လိုင်းကျနေတာကြောင့်အင်တာနက်ဖြတ်တောက်နေတာလို့ပထမအချိန်မှာဖြေကြခဲ့ပါတယ်။ထက်ခါထက်ခါမင်းမြန်ခဲ့ရမှာဆက်သွယ်ရေးဝန်ကြီးဌာနဘက်ကဖြတ်တောက်ထားတာဖြစ်ပြီးအိုရီဒူးအနေနဲ့ စစ်ကော်မရှင်ဘက်ကပြန်လည်ဖွင့်ခွင့်ပေးမှသာအင်တာနက်ပြန်ရမှာဖြစ်တယ်လို့ဖြေကြားခဲ့ပါတယ်။လက်ရှိကလေးမျိုးမှာ တိုက်ပွဲတွေ ဖြစ်တာမရှိဘဲဘာကြောင့်အင်တာနက်ဖြတ်တောက်ရတယ်လဲဆိုတာနားမလည်နိုင်ဘူးလို့ကလေးမျိုးဒေသခံတူကပြောပါတယ်။တိုက်ပွဲလည်းမရှိဘူးမြို့ပေါ်ရောရွာတွေဖက်မှာရောမရှိဘူး။ဘာလို့ခုလိုရုတ်တရက်အင်တာနက်လိုင်းဖြတ်လဲနားမလည်နိုင်ဘူး။ အခုကြားတာကတော့စစ်ကောင်စီဂိတ်တွေရှိတဲ့ရွာတွေထဲကနှရွာကွက်ပြီးတော့ရတယ်လို့သိရတယ်။ကလေးမျိုးတူနာပြုတ်ကျောင်းမှလည်းစစ်ကောင်စီတွေတက်ဆွဲထားတော့အဲ့မှာလည်းဖုန်းဒေတာနဲ့အင်တာနက်လိုင်းရတယ်လို့ပြောကြတယ်။တရင်အမှောင်ချချင်းလို့ဖြစ်နိုင်တယ်။ရွေးကောက်ပွဲလုံးမဲ့ထဲမှာကလေးမျိုးလည်းပါနေလို့လားတော့မသိဘူး။2024ခုနှစ်အတွင်းနိုင်ငံတော်82မြို့နယ်မှာအင်တာနက်ဖြတ်တောက်မှုအကြိမ်130ကျော်ကြုံတွေ့ခဲ့ရကြောင်း Digital လွတ်လပ်ခွင့်ဆိုင်ရာလှုပ်ရှားမှုတွေလုပ်နေတဲ့မြန်မာ Internet Project ကဇန်နဝါရီလ9ရက်နေ့ထုတ်ပြန်တဲ့နှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြပါဗျ။အနာသိန်းကာလာလေးနှစ်ကျော်တွင်ဒဇယ်မျိုးနယ်ကကျေးရွာတရာကျော်ကိုစုအုပ်စုမိရှုဖြစ်စီခဲ့ပါရယ်ဒီသတင်းကိုမန္တလေး Free Press ကတင်ဆက်ပေးပါမယ် အာနာသိန်းနာတဲ့လေးနှစ်ကျော်တွင်စကိုင်းတိုင်းတစ်ဆယ်မြို့နယ်တနယ်ထဲမှာကိုပဲစိုးစုကကျေးရွာပေါင်း၁၀၀ကျော်ကိုမီးရှို့ဖျက်ဆီးလို့အင်ဂျင်9300ကျော်ပြာကျပျက်စီးတယ်လို့ဒဇယ်နယ်တဲ့စိုးစုကျုံတော်နဲ့ရာဇဝဲမှုတွေကိုမှတ်တမ်းပြုစုထားတဲ့ဒေသခံတော်လိုင်းအင်အားစုဒဇယ်နယူအဖွဲ့ကထုတ်ပြန်ပါတယ်ဒဇယ်မျိုးနယ်ဟာမြို့ပေါ်ရက်ွက်၄ရက်ွက်နဲ့ကျေးရွာ281ရွာရှိပြီးတော့ဆရာနာသိန်းနဲ့2021ကနေယခု2025အောက်တိုဘာလစန်းတီကျေးရွာ100ရွာကို မီးရှို့ဖြစ်စည်းခံရကစုစုပေါင်းမီးရှို့ခံရတဲ့အကြံရေး150ကျော်ရှိခဲ့ပါတယ်။စင်ငယ်ကျွရဟာ9ကြိမ်အထိစင်းနှင်းမီးရှို့ခံရပြီးတော့ရွာရှည်မြောက်ရွာနဲ့ထမ်းမင်စိတ်ရွာက၄ကြိမ်စီတချို့ရွာတွေက3ကြိမ်2ကြိမ်1ကြိမ်စသဖြင့်စိုးစုရဲ့စင်းနှင်းလူရဲ့မီးရှို့ဖြစ်စည်းတာကိုခံခဲ့ရပါတယ်။စိုးစုကမီးရှို့ဖြက်စီးလို့အိုးအိမ်ဖြက်စီးမှုအများဆုံးကျေးရွာတွေဟာငတန်းရွာမှာအင်ချေ382လုံး ချောင်းဝရွာမှာအင်ချီ243လုံးနဲ့ရွှေလန်းရွာမှာနေအိမ်220လုံးဖြစ်တယ်လို့ဒဇယ်နီယူရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိမှာလဲဆိုစုကဒဇယ်နယ်တဲ့ရွာစဉ်ပတ်မွေစစ်ကြောင်းတို့ကမီးရှို့နေပြီးဒဇယ်နယ်တဲ့တရတရွာမြောက်မီးရှို့ခံရမှုအဖြစ်အော်တိုဘာတရက်ကတနယ်ရွာကိုစင်းနေက2ရက်ဆက်မီးရှို့ဖြစ်စီနေရလို့ဒေသခံတော်လန်ရဲဘော်တို့ကအော်တိုဘာ2ရက်မှာပြောပါတယ်။ ။စေအိုစုကဒဇယ်နဲတဲ့စက်ကြောင်းထိုးပြီးလူသက်လူရဲ့မိရှိုတာတွေမကြကနကျုံနေပါဗျ။စက်တင်ဘာ26ရက်ကလည်းဒဇယ်မျိုးနယ်ကဒူးမရွာကိုစောစုကတိုက်လေရင်နဲ့ဘုံကျဲတက်ဖြတ်ခဲ့ရာကိုဝင်ဆောင်မိခင်၏အပါအဝင်တေဆုံးသူ12ဦးနဲ့ဒဏ်ရာသူ10ဦးကျော်ရှိခဲ့ပါတယ်။ 2021ကနေ2024နှစ်ကုန်ပိုင်းထိစစ်အာဏာသိမ်းကာလ3နှစ်ကျော်တွင်စိုးစုကနိုင်ငံတော်ဝန်မှရှိတဲ့အရက်သားနေအိမ်ပေါင်းတသိန်းတထောင်ကျော်မိရှုဖြက်စီးခဲ့ပြီးဒဇယ်နဲ့အပါဝင်သခိုင်းနိုင်တွင်နေအိမ်9000တောင်းကျော်မိရှုဖြက်စီးခံခဲ့ရတယ်လို့လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for မြန်မာကထုတ်ပြန်ထားပါတယ်။တတိယနှစ်ကုန်စစ်စင်ရေးကြောင့် 2023နှစ်ကုန်ပိုင်းကနေ2025နှစ်စန်းထိအာနာသိန်းစိုးစုအနေနဲ့အညာမစကြောင်းတို့ပြီးလူသက်လူရဲ့မိရှူတာတွေမလုံနိုင်ပဲယာယီရနာခဲ့ပေမဲ့ငလင်ကြောင့်တက်တုံညာနှစ်ကုန်စစ်စင်ရေးတွေရနာသွားချိန်ယခုနှစ်နှစ်လယ်ပိုင်းကစလို့စိုးစုကအညာဒေသတွင် တကြောပြန်စကြောင်းတို့ကလူသက်လူရဲ့မိရှူနေတာပဲဖြစ်ပါတယ်တပတ်တွင်း ARD တိုင်းထဲကစည်ရေးအခြေအနေနဲ့ထူးခြားတဲ့သတင်းတွေကို ARD တိုင်းသတင်းဌာနကပေးပို့ထားပါတယ်။ ။အယော်ရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့အမှတ်344အမြောက်တပ်အနီးတစ်ဝိုက်မှာစစ်ကောင်မရှင်တပ်ကအင်အားတွေဇက်တိုက်တိုးချနေတယ်လို့စစ်အေးသတင်းရင်းမြစ်တွေစီကသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းမှာတော့နှစ်ဖက်ပြန်လည်ပြစ်ခတ်မှုတွေလည်းဖြစ်ပွားခဲ့ပါဗျ။စီကောမရှင်ကအာရခတက်တော်အေးနဲ့ဘူပေါင်းတက်ဖွဲ့တွေဝင်ရောက်မလာဘူးဆိုပြီးရေကြီးအမြောက်တက်နီးကကျေးရွာတွေကဖြီသူတွေကိုလည်းဖယ်ရှားထားပါတယ်ဒီလိုစီးအခြေအနေတွေပြင်စီကောမရှင်လောက်ခံအုတ်ကြီးတွေနဲ့အပေါင်းပါတွေဟာ စင်မူရန်အကြောင်းပြငွေတောင်းတာတွေကိုပို့လုံနေကြသလိုလူရောင်းစားတဲ့အလုပ်ကိုလည်းလုပ်နေကြတာပါ။အေယဝရီတိုင်းလေးမျက်နှာမြို့နယ်ရင်းဆိုင်ကျေးရွာအုပ်စုမှာဆိုရင်ရာတေအကအတွက်ပြည်သူစစ်ကြီးဆိုပြီးငွေကျပ်3000လောင်းအတမတောင်းခံနေပါတယ်။ရင်းဆိုင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးတန်းစော်နဲ့စည်ရေးမျိုးမင်းတို့ကဥဆောင်ပြီးကျေးရွာကာကွယ်စောင့်ရှောက်နေတဲ့ပြည်သူစစ်အတွက်တောင်းတာဖြစ်ပြီးငွေမပေးနိုင်မှာကရာလုတ်ကင်ငွေမပြူဘူးလို့လဲအကြက်ကင်ချင်းချောင်းနေတယ်လို့ဒေတာကန်ဝီစီကတီးရပါဗျ လွန်ခဲ့တဲ့ရက်ကဒီအုတ်ကြီးနဲ့စီကြီးတွေကဒီယာလောက်ကိုင်းတဲ့သူတွေကိုဒီဖုန်းကြောင်းမှာခေါ်တွေ့ရခဲ့တယ်ဗျ။အဲမင်းတို့ယာလောက်ကိုင်းတဲ့သူတွေကိုပြည်သူစစ်တွေကဒီစောက်ရှောက်ပေးမယ်ပေါ့လေ။အဲရလာတဲ့ငွေကိုအမျိုးနယ်အဖွဲ့ကဘုံမှုကိုခွဲပေးရတယ်ဗျ။အခုတော့ယာရင်မှုဆိုင်မှုတွေကအဲအကြက်ကင်ပြီးတော့ငွေလိုက်ကောက်နေကြတယ်ပေါ့နော်။အဲ့ဒီရင်းဆက်ကြေးရွာအုပ်စုမှာအင်ဂျီ600ကျော်ရှိပြီးယာရီက3000ကျော်ရှိတယ်လို့သိရပါဗျ။ အခြားထူးခြားသတင်းတပုတ်ကတော့ပသိမ်မြို့မှာလူငယ်တွေကိုဖမ်းပြီးအခြားဒေသတွေစီစစ်မှုရန်အစားထိုးရောင်းစားတဲ့အုပ်ချုပ်ရေးမှူးနှုတ်ကိုဖမ်းဆီးခံရပေမဲ့ပြန်လွှတ်ပေးလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့ကပသိမ်မြို့အမှတ်၈ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဟန်ဝင်းအောင်နဲ့အမှတ်30ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအေးကိုတို့ကိုနေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့ပေမဲ့၃ရက်ကြာမှတော့ပြန်လွှတ်ပေးလိုက်ပါတယ်။ ဖမ်းပြီးမှပြန်လုပေးလိုက်တော့အုပ်ကြီးတွေကဘသူမှကြင်မဆိုင်တော့ဘူးသူတို့ကိုတိုင်ကျင်မင်းအောင်လိုင်ကိုသွားတိုက်မရမယ်ဆိုပြီးစိန်ခေါ်နေတယ်။ဖမ်းဆီးခံရတဲ့အုပ်ချုပ်ရေးမှုတွေဟာလိုင်စင်မဲ့ကားတွေကိုစီးတာကြောင့်ကားတွေကိုတော့ရဲတွေကတင်းသွားတယ်လို့သိရပါတယ်။ ARD တိုင်းတွင်းမှာပြည်သူတွေအတွက်တော့လိုင်စင်မပါရင်စိုင်းကဲအုပ်ကဆအဖမ်းခံရပေမဲ့အုပ်ချုပ်ရေးမှုတွေပါဝင်ရဲတွေနဲ့စစ်ကော်မရှင်လောက်ကဝန်ထမ်းတွေဟာလိုင်စင်မဲ့ကားဆိုင်ကယ်တွေကိုအသုံးပြုခွင့်ရနေကြတာလည်းဖြစ်ပါတယ်။ စင်မူရန်တင်တန်းထက်ရောက်ပြီးရှေတန်းရောက်တဲ့အခါသေဆုံးသူတွေများနေတာကြောင့်စင်မူထမ်းညင်သူမရှိဘဲအုပ်ချုပ်ရေးမှုတွေနဲ့လူပွဲစားတွေပေါင်းပြီးလူငယ်တွေကိုအတမဖမ်းဆီးပြီးရောင်းစားတဲ့ဈေးကွက်ကအေရီတိုင်းမှာကြီးမားနေတယ်လို့ဒေသခံပြည်သူတွေစီကနေသိရပါဗျ။ပွင့်မြူမျိုးနယ်တဲကရွာပေါင်း30ကျော်မှာနွားနဲ့စိတ်အကောင်ရင်ရာနဲ့ချီခွာနာရှာနာယောဂဖြစ်ပွားနေပြီးကုသမှုနှုံမြင်မာလာတာကြောင့် ်ပျောက်ကင်းအောင်ကုသနိုင်ဖို့ဒေသခံတွေမှာအခက်ကြုံနေရပါတယ်။ဒီသတင်းကိုရေလက်အတန်းကတင်ဆက်ပေးထားပါတယ်။မခွေတိုင်းမိမှုခရိုင်ပွင့်ဖြူမြို့နယ်ကနွားနဲ့စိတ်အကောင်ကြီးယာနေချီမှာခွမ်းနာရှာနာယောဂဖြစ်ပွားနေပြီးတည်ဆုံမှုတွေလည်းများနေကယောဂဟာကြေးရ30ကျော်အထိကုဆတ်ပြန့်နှံ့နေတယ်လို့ဒေသခံတွေစီကသိရပါဗါတယ်စက်တင်ဘာလတတိယအပတ်မှာ ဝင့်ဖြူမျိုးနဲ့အတွင်းဝိုးတက်ထန်စွာရွာပြီးနောက်အပူအအေးမများတဲ့အတွက်ဒေတာရင်းနွားတွေမှာခွာနာရှာနာယောဂစတင်ဖြစ်ပေါ်လာပြီးလက်ရှိမှာကြီးပါပေါင်း30ကျော်အထိကူးဆက်ပြန့်နှံ့နေတာလို့ဇီးကျုံးရွာကန်တောင်သူတို့ကမြင်တဲ့အတန်ကိုပြောပါတယ်ခန္ဓာဆန္ဒကတော့အခုကတော့အများစုကခန္ဓာဆန္ဒတွေဝင်နေအပူအေးမမြလို့ပဲပြောပြောမှာပေါ့အခန္ဓာဆန္ဒကတခါတလေကြာတာလဲမိုးဦးကြမှာအခုဆိုရင်တော့ဒါမိုးလေရာဖြစ်နေတယ်အခုချက်တက်တဲ့ယောဂါတွေဖြစ်တော်တော်များများဖြစ်တယ်ဟုတ်တယ်တကယ်လုံး အဲဆိုဟွာလောက်တော့ရှိတော့တယ်ကျောက်ဆမကအူတရားလောက်ပါတော့ခြေလောက်တကယ်သမားတွေပါလေအဲစိတ်တွေလည်းဖြစ်တယ်ဆရာပွင့်ပြမျိုးနယ်တွေကဇီကျော်တမီကုံပေတော့ချောင်းမဒဲကဏီအင်းကုံရောင်ပင်ဝိုင်းထူးကုန်းရွာတွေအပါအဝင်ကြီးရွာ30ကျော်ကစိတ်နဲ့နွားတွေမှာခွာနာရှာနာယောဂပူဇတ်မှုတွေဖြစ်နေပြီးကြီးရွာတရွာကိုနွားနဲ့စိတ်အကောင်ရေ20ကနေ100ကျော်အထိဖြစ်ပွားနေတယ်လို့ဆိုပါတယ်ဒေတာရင်းစစ်ကော်မရှင်တက်တဲ့သူစောတီရဲ့လန်ခီးပိတ်ဆို့မှုတွေကြောင့်ယောဂကုသဖို့နဲ့ နွားနဲ့စိတ်ချမ်းသာရှိရအတွက်လိုအပ်တဲ့ဆေးနဲ့ပစ္စည်းတွေဝယ်ယူဖို့ခက်ခဲတာကြောင့်ခွာနာရှာနာယောဂကူးစက်မှုမြင့်တက်လာတာလို့မင်းမှုခရိုင်ဘက်ကပါပြန်ကြားရေးတောင်းခံကိုအညာသားကပြောပါတယ်။ပိုင်းကလမ်းတွေပိတ်ထားတယ်။ကျောင်းကုန်းပြစောရှိကိတ်ကဒီပိတ်ထားတယ်တော့တောင်သူတွေမှာကြအခက်ခဲအများကြီးဖြစ်နေတာပေါ့လေ။စေကူတာမှုပိုင်းလည်းလိုအပ်တယ်လို့ကျွန်တော်ဒီထုံးလို့ပါတော့ဝယ်ယူဖို့လဲဒါအခက်ခဲနေရပေါ့နော်။ချန်နေတန်စီတာဒါချန်နေပို့တာဖို့အတွက်အရေးပေါ် အော်ချောင်းတွေ့အောင်လုပ်ဖို့ပို့တတ်ဖို့အတွက်ထုံးဖို့ပေါ့လို့ကျွန်တော်တို့ဒီအဲလိုတာပေါ့လေအဲ့ဒါမျိုးကြီးဝယ်ဖို့အချိန်နေအရှိအခက်ခဲဖြစ်တယ်ကျွန်တော်ဒီစစ်ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအခုတောင်မှုအပိုင်းမှာမလုံနိုင်ဘူးခုတောင်မှုအပိုင်းမလုံနိုင်တဲ့တဲ့ပြန်ပွားမှုတော့မြင့်တက်တာပေါ့လေဒါအပြင်ခွာနာရှာနာယောဂါကုသမှုဖြစ်ပွားနေတဲ့ခြေရွာတွေမှာတရိစ္ဆန်ဈေးကုဆရာဝန်တွေလာရောက်ကုသပေးနိုင်မှုမရှိတာနဲ့ဆေးဝါးဝယ်ယူဖို့မလွယ်ကူတာတွေကြောင့်ယောဂါကိုမတင်ချုံနိုင်သေးပဲကုသမှုတွေဆက်ဖြစ်နေတာပါ ်လက်ရှိမှာ ခွာနာရှန်နာယောဂကြောင့်ငါးအကောင်ကြီး15ကောင်တည်ဆုံးသားပြီးခိုင်းနှွားတကောင်ကို7340ဝန်းကျင်တန်မိုးရှိတာကြောင့်တောင်သူတွေမှာဆုံးရှုံးမှုကြီးမားနေတဲ့အပြင်နှွားတွေနဲ့အဓိကထွန်ရက်နေတဲ့လေယာဉ်လုပ်ငန်းတွေမှာပါအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့စီးကျုံးရွာကန်တောင်သူကအခုလိုပြောပါဗျာကျွန်တော်ကခိုင်းနှွားနှစ်ကောင်ကိုတကောင်ပြည့်စည်သွားပါတယ်အော်ဒါကျွန်တော်တို့ဆိုလို့ရှိရင်နှောင်းကောင်လည်းပြီးတော့အော်လာ40လောက်တန်းတယ်ခိုင်းနှောင်းဆိုလို့ရှိရင်20အောင်ယူလို့ရတာမဖြစ်ဘူးဆရာ အာအခက်ခဲရတာဒီလိုပဲကြုံရတာပေါ့အာခိုင်းမှုဟာအခက်ခဲဖြစ်သွားတာပေါ့အာဒီလိုပဲကြားဆံပြီးတော့ခြေကလေးတွေကြောင်းချပြီးတော့လောက်ရမယ်ပေါ့ခြေကလက်ရှိမှာယောဂပုစက်ခံရတဲ့နွားနဲ့စိတ်တွေကိုစေမိတို့နဲ့သာပုသနေရပြီးယောဂကုစက်မှုကိုထိန်းချုပ်နိုင်မှုကုစက်ခံထားရတဲ့နွားနဲ့စိတ်တွေကိုတိတိကျကျခံခွဲထားတယ်လို့သိရပါတယ် စစ်တွေနဲ့ကြောက်ဖြူမှာစစ်ကောင်စီနဲ့အာရခတပ်တော်အေတို့နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီကလေးချောင်းရေချောင်းကနေအင်အားထပ်ဖြစ်တင်နေပါတယ်ဒီသတင်းကို Western News ကပေးပို့ထားပါတယ်ကောင်စီနဲ့အရခတတော်အေအေတို့ကြောက်ဖြူနယ်ဂေါ်တူကျေးရွာနီမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်နေပြီးတော့ Navy တင်းမောတွေကလည်းလက်နက်ကြီးတွေနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုပစ်ခတ်နေပါတယ်။တရုတ်စီမံကိန်းတီရှိရာကြောက်ဖြူမြို့နယ်မှာဆိုရင် စစ်ကောင်စီနဲ့အာရခတတ်တော် AA တို့တိုက်ပွဲဖြစ်နေတာအခုဆိုရင်ရှစ်လနီးပါးရှိလာနေပြီဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲစတင်ခဲ့တာဟာကြောက်ဖြူမျိုးနဲ့လေးမိုင်ခန့်ကွာတညောက်ရီရေတပ်ဌာနချုပ်အနီးဖြစ်ပွားခဲ့တာဖြစ်ပြီးလက်ရှိတော့တိုက်ပွဲမှာပိုပြီးနေရာတွေကျပြန်လာခဲ့ပါတယ်။ကြောက်ဖြူမှာလက်လွတ်ခဲ့ရတဲ့တပ်စခန်းတချို့ပြန်လည်သိမ်းပိုက်ရရှိဖို့စစ်ကောင်စီကအင်အားအလုံးအရင်းနဲ့ဝင်ရောက်တိုက်ခိုက်နေပါတယ်။ ဒါအပြင်ရေချောင်းလေချောင်းကနေလက်နက်ခဲယမ်းတွေနဲ့လူဝင်အားတွေဖြည့်တင်းနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တူကပြောပါရယ်လေချောင်းကနေဖြည့်တင်းနေတာရှိသလိုရေချောင်းကနေဖြည့်တင်းနေတာလည်းရှိပါရယ်ကြောက်ဖြူမှာတော့ဟိုတယ်လုံးကစခန်းတချို့ကိုသိမ့်ပိတ်ရရှိတယ်ဆိုပြီးတော့စစ်ကောင်စီကနေအောင်ပွဲခံတာလည်းရှိပါရယ်ဒါပေမဲ့မြေပြင်မှာစစ်မုန်းထမ်းတပ်သားတွေကြာရှုံးမှုတွေပိုများတယ်လို့တပ်မေးသားစုစီကနေတဆင်သိရပါရယ်ပြီးကြတဲ့တပတ်လာကကြောက်ဖြူလေးစက်ကနေစစ်မုန်းထမ်းတပ်သားတွေ ထက်ရောက်ပါတယ်။ရက်ခါတွေရောလက်နဲ့ခရင်တွေရောအကုန်ပါပါတယ်။အကုန်ကားနဲ့ခိုသွားကြပါတယ်။ဘေးကိုခိုသွားတယ်ဆိုတာတော့မသိပါဘူး။ကျောက်ဖြူအမှတ်32ရဲတပ်ရင်းနဲ့ကလပ်ပါမင်းတတောင်းနှံဖဲတောင်းကန်ဒီပြားတဲ့ကတ်တပြေတဖန်ခါစီမော်နီးတွိုက်တွေမှာလည်းနှစ်ဖက်အတိုက်ပွဲတွေဖြစ်ပွားနေတာပါအခုရက်ပိုင်းစစ်တွေမျိုးမှာတော့တိုက်ပွဲဖြစ်ပွားနေတာမရှိပေမဲ့စစ်တွေမျိုးစစ်ကောင်စီတပ်ရင်းတွေက ရသိတောင်နဲ့ပုံနာကျောမြို့နယ်တွေဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်စစ်တူမှာတော့လက်ရှိအခြေအနေအရတိုက်ပွဲဖြစ်ပွားနေတာမရှိသေးပါဘူးဒါပေမဲ့စစ်ကောင်စီစစ်တွေတန်ရင်းတွေကလက်နက်ကြီးတွေနဲ့နေတိုင်းနေပါပစ်ခတ်တာတွေရှိနေပါတယ်အမြင့်တဲ့အတန်ချားနေရပါတယ်ပုံနာကျောရသိတောင်ဘက်ကိုပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်မြို့ပေါ်မှာတော့လက်ရှိအခြေအနေကအလုံးအေးစေပါပဲစစ်ကောင်စီကစစ်တွေကြောက်ဖြူနဲ့ မန်အောင်မြို့တွေကိုထိန်းချုပ်ထားပါတယ်မန်အောင်မြို့မှာတော့နှစ်ဖက်စီရင်တင်းမာမှုတွေရှိသေးပါဘူးဒါပေမဲ့စစ်ကောင်စီကစစ်ရေးအတွက်ပြင်ဆင်မှုတွေရှိနေတယ်လို့မြို့ခံတွေကပြောပါတယ်ပလောက်ဝအပါဝင်ရခိုင်ပြည်တွင်မြို့နယ်15မြို့နယ်ကိုအာရခတတ်တော် AA ကတိမ့်ပိုက်ထားပါတယ်ဒါအပြင်ဂုတ်ကြီးစကန်ကိုလည်းအရခတက်တော် AA ပူပေါင်းအဖွဲ့ကပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့ကတင်ပိုက်ခဲ့ပါသေးတယ်။ မုံမြင့်နယ်မှာရွေးကောက်ပွဲလုံခြုံရေးအထူးရဲခေါ်နေပေမဲ့စီရင်ပေးသူမရှိဘူးလို့သိရပါဗျ။ဒီသတင်းကိုသတင်းနိုင်တိုင်းကပင်ပို့ထားပါဗျ။မော်မာဆဲအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲမဲယုံလုံခြုံရေးအတွက်အထူးရဲခေါ်ယူနေပေမဲ့ဝင်ရောက်သူမရှိသလောက်နှဲပါနေတယ်လို့ဒီနယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှစုံစမ်းသိရှိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာပြည်နယ်စစ်ကော်မရှင်ကအစည်းအဝေးတရက်ကျင်းပခဲ့ပြီးတဲ့နောက်မှာ အဲ့ဒီအစည်းအဝေးမှာတက်ဆိုင်ရရွေးကောက်ပွဲကျင်းပမဲ့မြို့နယ်တီတီကရက်ကြီးအုပ်ချုပ်ရေးအဖွဲ့တွေကိုညွှန်ကြားခဲ့တာပါညွှန်ကြားချက်တယ်မှာပါတီနိုင်ငံရေးကင်းရှင်းသူရဲမှတ်တမ်းပြစ်မှုကင်းရှင်းသူနဲ့ NUG အပါအဝင်တော်လိုင်းရာစုတွေနဲ့မပတ်သက်ဘူးသူတွေကိုအထူးရဲအနေနဲ့ခေါ်ယူဖို့ပါရှိပါတယ်။တင်နန်းပေးတာကရစ်တပ်ဖွဲ့ကပဲဆိုတော့ညွန်ကြားချက်ကတိတိကျကျတော့မထွက်သေးဘူး။တီတိုင်းပဲကြိုပြီးစုဆောင်ထားဖို့ပြောလိုက်တာပဲ။ကြီးရွာအုပ်ချုပ်ရေးဖွဲ့တွေကိုပြောထားတာ အခုဆိုနှစ်ပတ်လောက်ရှိပြီတင်တယ်လူလူလလားဝင်တဲ့တူကတော့၁၀ရောက်တောင်မပြည့်သေးဘူးအဲ့ဒီလူတွေကလည်းရွာမှာလုံခြုံရေးယူနေတဲ့တူတွေကပဲအဓိကဝင်ရေးကြတာပေါ့မြို့ပေါ်မှာတာဝန်ကျတဲ့တူတွေကဘာမှမဖြစ်ပေမဲ့ရွာတွေဘက်တော့ပူဆိုးတာပေါ့ရွေးကောက်ပွဲနဲ့မဲရောင်လုံခြုံရေးအတွက်ရခင်ကရက်သားတွေကိုအထူးရက်တက်ဖွဲ့အဖြစ်ခေါ်ယူပြီးတော့တင်းနန်းတလနီးပါပေးလိရှိပါတယ်ဒါပေမဲ့အခုရွေးကောက်ပွဲမှာတော့စေအုပ်စုဟာအထူးရဲလို့မတုံ့နှုံးပဲ မင်းအောင်စုပ်လုံခြုံရေးလိုပဲတုံ့နှုံပြီးတော့ခေါ်ခိုင်းနေတယ်လို့တနင်္လာရီတိုင်းကဆက်တွယ်စကားပြောခွင့်ရရှိခဲ့တဲ့ရက်ချီအုပ်ချုပ်ရေးအဖွဲ့တွေကပြောပါရယ်။တစ်ဖက်မှာလည်းစေအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်ပတ်သက်တဲ့သူတွေကို ရေးယူမယ်လို့တော်လိုင်းအားစုတွေကသတိပေးထားတဲ့အတွက်စေအုပ်စု ခေါ်ယူနေတဲ့မင်းအောင်စုပ်လို့ခေါ်တဲ့အထူးရဲတွေဝင်းတူမရှိတဲ့လောက်နေပါနေပါရယ်။ဒါကြောင့်ရက်ွက်ကြီးရွာတွေမှာခက်အပ်ထားတဲ့ပြည်သူ့စစ်အရန်မိတဲ့တပ်ဖွဲ့ပြူစောတိတို့လို့စေအုပ်စုလက်ဝေခံတွေကို တာဝန်ပေးဖို့သတင်းတွေထွက်ပေါ်နေပါတယ်ရရမိတတပေါ့ဝင်တော့ကျောက်ပေါ်မှာလုံးကျွေးယူပေးရတယ်လေ။ဟောဝင်နေသူနေသူမရှိဘူးလေပြောတယ်။ကျွန်တော်လည်းတီချာမသိဘူး။ပြောတော့အဲ့လိုပြောနေရမယ်။အဆန်ပြီးမယ်လို့လည်းသူတို့ကပြောတယ်။ကျွန်တော်ကစွန့်ရရပေါ့။အာအခုလိုခင်မကောင်းတဲ့အိမ်မှာတော့အဖေတို့ဘာမှမလုပ်စီတင်းအောင်။ရရမိတကနေအောင်ဖတ်ဖို့ကျွန်တော်တို့ကပြောတာအခုဒီတော့ထွက်ခွင့်မရသေးဘူးပေါ့။ဒီလိုတော့ညင်းဖို့တော့ပြောတာလေ။ ရွာထဲမှာလည်းဘယ်သူမှမဝင်ရဲကြတော့လူမရှိတာပဲနေမယ်ထင်တယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာဆေးအုပ်စုကျင်းပမယ့်ရွေးကောက်ပွဲအပိုင်းတင်နေတဲ့မြို့နယ်ပေါင်း102မြို့နယ်မှာကျင်းပမှာဖြစ်ပြီးတော့မော်မာမော်လမြိုင်ကြိုက်ထုတထုံချောင်းစုံကြိုက်မြော်မြို့နယ်တို့ပါဝင်ပါတယ်။မော်မာပြည်နယ်ခြေဆိုင်ပါတီနှစ်ခုအပါအဝင်နိုင်ငံရေးပါတီ၈ခုကဝင်ရောက်ရှင်ပြိုင်မှုရှိနေပါတယ်။ အခုတင်ဆက်ပေးခဲ့တဲ့သတင်းတွေကတော့ဒေတာအခြေဆိုင်သတင်းမီဒီယာ၉ခုနဲ့ဖွဲ့စည်းထားတဲ့ဘာမမီဒီယာကွန်ဆော်ရှမ် BMC ရဲ့ရုပ်သံသတင်းအစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်ကိုအပတ်စဉ်သတင်းနာနေ့နေ့လယ်2:15မိနစ်မှာထုတ်လွှင့်ပြီးသတင်းနာနေ့ညနေ9:15မိနစ်မှာတကြိမ်ပြန်လည်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့မွေရင်ကျဲပါ။